အိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲကြောင့်ညေစာပင်ဖြစ်ခဲ့ရတဲ့ကက်ရှမီးယားဒေသဟုတ်ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်ကြားကအငင်းပွားနေတဲ့ကက်ရှမီးယားဒေသဟာအနိုင်ငံရဲ့ပြည်ပကကြောင့်ညေစာပင်ဖြစ်ခဲ့ရတဲ့ဒေသတစ်ခုလို့ပြောလို့ရပါတယ်အဲဒီအချင်းတွေကိုပိုပြီးရှင်းလင်းအောင်ပြောပြပေးပါမယ်ကက်ရှမီးယားဒေသဆိုတာပါလေကက်ရှမီးယားဟာမြေမဝင်တောင်တန်းမှာတည်ရှိတဲ့ပမိုင်းဝင်ဒေသကြီးတစ်ခုပါ1948ခုနှစ်ကဗီနီရှားတွေက အိန္ဒိယနိုင်ငံကိုအိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီးဟာချမ်းမခွဲကကကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မင်းမက်နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။လူဦးရေအများစုကမွတ်စလင်တွေတွေ့ရမယ်အုပ်ချုပ်သူကတော့ဟိန္ဒူတွေဖြစ်ပါတယ်။ပြဿနာရဲ့အစကတော့1948ခုနှစ်နောက်ပိုင်းမှာဖြစ်ခဲ့ပါတယ်။1948ခုနှစ်မှာအိန္ဒိယနဲ့ပါကစ္စတန်လွတ်လပ်ရေးရပြီးဗြိတိသျှဟာအိန္ဒိယကိုဘာသာရေးအခြေခံပြီးခွဲလိုက်တဲ့အခါပြည်နယ်မင်းမက်နိုင်ငံတွေနေမယ်အိန္ဒိယဒါမှမဟုတ် ပါကစ္စတန်တနိုင်ငံနဲ့ကတနိုင်ငံကိုပူးပေါင်းဖို့ဒါမှမဟုတ်ယာယီလွတ်လပ်စွာနေဖို့ရွေးချယ်ခွင့်ရခဲ့ပါတယ်။ကက်ရှမီးယားဟာအုပ်ချုပ်သူဟင်ဒူမင်းနဲ့အိန္ဒိယနဲ့အိန္ဒိယနဲ့ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ပါကစ္စတန်ဘက်ကရောကက်ရှမီးယားပြည်သူတွေရဲ့အစိမ်အပိုင်းအတော်များများကပါအဲ့ဒီဆုံးဖြတ်ချက်ကိုလက်မခံခဲ့ပါဘူး။ဒီချိန်တွေကလည်းအိန္ဒိယနဲ့ပါကစ္စတန်ပထမအကြိမ်စစ်ပွဲဖြစ်ပွားခဲ့ပြီးဒေသကိုခေချုပ်ရေးနယ်မြေဖြစ်နှစ်ပိုင်းပိုင်းခြားလိုက်ပါတယ်။ အချမ်းကတော့အိန္ဒိယရဲ့အုပ်ချုပ်မှုအောက်ကိုရောက်သွားပြီးကျန်တဲ့ချမ်းကတော့ပါကစ္စတန်အုပ်ချုပ်မှုအောက်ကိုရောက်ရှိသွားပါတယ်။တရုတ်ကလည်းအရှေ့မြောက်ဘက်ကအစိပ်ပိုင်းအချို့ကိုဂိမ်းချုပ်ထားပါတယ်။နေသားစင်ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်းရှိနေပါတယ်။ကက်ရှမီးယားဒေသခံပြည်သူတွေကနိုင်ငံခြားကဒီလိုစစ်တုံးတွေများစွာကြာမြင့်လာတဲ့အငင်းပွားမှုနဲ့ပရိပခ္ခတွေကြောင့်ဗပောင်းဆောင်ကထိခိုက်နှိမ့်နာခဲ့ရပါတယ်။အများအားဖြင့်စည်ရဲတမမှုတွေနဲ့ပရိပခ္ခဒဏ်တွေကိုလည်းခံစားရပါတယ်။ ်နိုင်ငံဟာကက်ရှမီးယားအရေးနဲ့ပတ်သက်ပြီး1949 1965 1981 1999ကေးစတဲ့အဓိကစစ်ပွဲကြီးတွေအပြင်နေဆက်တဲ့ရှောင်းဂဲချုံရဲ့နာမည် LOC မှာပုံမှန်ပြစ်ခတ်မှုတွေကိတဲ့မှုတွေအများအားနှီးပါရှိနေပါတယ်ဒေသခံတွေကစစ်ပွဲရဲ့ချင်းချောက်မှုမနောကိုင်းတပ်ဖွဲ့တွေအများအပြားရှိတယ်မှုစရီကြားမှာနေထိုင်ခဲ့ရတာဖြစ်ပါတယ်အထူးသဖြင့်1980ပြည့်နှစ်လောက်နောက်ပိုင်းကစလို့ အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဘက်မှာလူလက်ရေးဂါမဟုတ်ပါကစ္စတန်နဲ့ပူးပေါင်းရေးအတွက်နနက်ကိုင်ပုံကံမှုတွေပြင်ထန်ခဲ့ပြီးဒါတွေကိုနိုင်နေမှုတွေတိုက်ပွဲတွေကြောင့်ဗီဒူတွေအသက်အိုးရေစီစဉ်ခြိကိုက်ဆုံးရှုံးမှုများခဲ့ရပါတယ်။အဲဒီဒေသမှာဒုက္ခရေးဆိုင်ရာစိုးရိမ်မှုတွေလည်းရှိနေပါတယ်။အထူးသဖြင့်အိန္ဒိယအုပ်ချုပ်ရေးဘက်မှာတော့ဗန်နိုရီတပ်ဖွဲ့ဝင်တွေရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေရှိနေတဲ့တို့ဆက်ဆဲမှုတွေရှိနေပါတယ်။နှာစည်းမှုတွေညံပန်းလေးဆက်မှုတွေအင်တာနက်နဲ့ဆက်သွယ်ရေးဖြတ်တောက်မှုတွေ လလတ်စွာသွာလာခွင့်ကန့်သတ်မှုတွေကြုံတွေ့နေရပါတယ်။ဒူရီရဲ့ဆန္ဒဖော်ထုတ်ခွင့်တွေနိုင်ငံရေးလှုပ်ရှားမှုတွေကကန့်သတ်ချိုးချာခံရလေရှိပါတယ်။ဗီဒီယိုရဲ့နေ့စဉ်ဘဝထိခိုက်နေတာမှုတွေလည်းရှိနေပါတယ်။စဉ်သက်မပြတ်မတည်ငြိမ်မှုတွေကြောင့်ပညာရေး၊စီးပွားရေး၊ခေတ်သွားလုပ်ငန်းစတဲ့ကဏ္ဍတွေကကြီးကြီးမားမားထိခိုက်ခဲ့ရပါတယ်။အခြေခံအဆောက်အုံတိဆောက်ရေးနဲ့ဘုံမျိုးတွတ်တက်ရေးမှာလည်းစစ်ပွဲရဲ့အခြေအနေကြောင့်အဟန့်အတားတွေရှိနေပါတယ်။ကာရှမီးယားဒေသခံတွေရဲ့မိသားစုဝင်တွေ ကွဲကွာခြင်းတွေလည်းဖြစ်နေပါတယ်။ဒေချိုရဲ့နာမည် LOC ဟာဒေတာကိုပိုင်းခြားရတာကြောင့်ကက်ရှမီးယားဒေတာဆက်မိသားစုများစွာကနှာချမ်းခွဲပြီးဆွေမျိုးသားချင်းတွေနဲ့လွတ်လပ်စွာအလဲအပတ်သွားလာဖို့စတဲ့ဖို့အခက်အခဲတွေကြုံတွေ့နေရပါတယ်။နိုင်ငံရေးတာကနဲ့ပတ်သက်ပြီးမရေရာမှုတွေလည်းရှိနေပါတယ်။ကက်ရှမီးယားပြည်သူတွေရဲ့ဒစိတပိုင်းဟာအိန္ဒိယနဲ့ဆက်နေကြပြီးဒစိတပိုင်းကတော့ပါကစ္စတန်နဲ့ပူးပေါင်းကြပါတယ်။နောက်ထပ်ဒစိတပိုင်းကတော့လွတ်လပ်စွာရပ်တည်တို့ကြပါတယ်။ အဲဒီနိုင်ငံကြားဟာအငြင်းပမှုအင်းလည်းမှုမရှိသေးရာကြောင့်သူတို့ရဲ့နိုင်ငံရေးအနာဂတ်ဟာလည်းမရေမရာမသေးချာဖြစ်နေပါတယ်။အိန္ဒိယဘက်ကနှောင်းစကုတ်ကုလက်မှာပြည်သူ့အခြေခံဥပဒေပုံမှန်390ကိုရုပ်သိမ်းလိုက်ပြီးအိန္ဒိယအုပ်ချုပ်တဲ့ဂျမ်မူအန်ကက်ရှမီးယားကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့အထူးအဆင့်တန်းကိုဖြတ်သိမ်းခဲ့ခြင်းဟာလည်းဒေသခံတွေအတွက်ကြီးမားတဲ့တရားမှုတစ်ခုကိုဖြစ်စေခဲ့ပါတယ်။ကက်ရှမီးယားနေသားဟာ1948ခုနှစ်ကတည်းကအိန္ဒိယနဲ့ပါကစ္စတန်တို့ကြား အဓိကအငဲပွားဖွယ်ရာဖြစ်နေခဲ့ပြီးအဲ့ဒီအချိန်တွေဟာစစ်ပွဲတွေနေအစထိကိမှုတွေလနကိုင်ပုံကံမှုတွေစတဲ့အချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီလိုတဲမှမှုတွေပြိပက္ခတွေကအနာဂတ်ကိုစိုးဝါးကထိကန်းနေတာစေခဲ့တာကြောင့်မလို့ကက်ရှမီးယားဒေသခံတွေကနှစ်နိုင်ငံပြိပက္ခရဲ့နေစာပဲဖြစ်ခဲ့ရတယ်လို့သုံးသပ်နိုင်ပါတယ်ခင်ဗျာဒီလိုတဲမှမှုတွေပြိပက္ခတွေကကက်ရှမီးယားဒေသခံပြည်သူတွေရဲ့နေစဉ်ဘဝလုံးလုံးရေးဒုခွင့်ရေးနဲ့နိုင်ငံရေးအနာဂတ်တွေကို ဆိုးဝါးစွာထိခိုက်နေတာစီခဲ့တာကြောင့်မလို့ကက်ရှမီးယားဒေသဟာနိုင်ငံပြည်ပကရဲ့မြေစာပင်ဖြစ်ခဲ့ရတယ်လို့သုံးသပ်နိုင်ပါတယ်ခင်ဗျာ။